မင်္ဂလာပါဒီနေ့ကတော့တဲ့ဒီမှာ comment လေးပေါ့เนาะဆီယမားတဲ့အနေအဝိုင်းနဲ့တလက်မအဝိုင်းလေးပေါ့เนาะတဲ့အဲ့အဝိုင်းလေးတဲ့မှာတဲ့စာသားအဖြူတွေနဲ့စာတဲ့ချင်တာပါတဲ့စာကားတဲ့ဘာစာလဲဆိုတော့တဲ့အဝိုင်းလေးတဲ့မှာအမြင်ရဲ့တဲ့လောက်သားမဲ့ရဲ့လောက်သက်ရဲ့အဲ့လိုဟာလေးတွေကိုလုံနည်းကိုရှင်းပြပေးပါလားတဲ့အိမ်ဆဲတဲ့မှာဒီချိန်ကအိမ်ဆဲနဲ့ပတ်သက်ပြီးတော့တင်တာဖြစ်တဲ့အတွက်အိမ်ဆဲတဲ့မှာဒီချိန်လို့လုံလို့ရတဲ့နေလောက်ကိုမေးရနေတူရောเนาะဒါဆိုရင်ဒါလေးတစ်ချက်ကြည့်လိုက်ရအောင်เนาะ တော့အဲ့လိုမျိုးတချို့တို့ကလောက်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံး insert ထဲကိုသွားမှာပြီးသွားရင်တော့တချို့တို့ illustration ခုတဲ့က shape ကိုရေးပါသူကအဝိုင်းဖြစ်တဲ့တချို့က over ဆိုတဲ့ဟာလေးကိုရေးမယ်ဆက်ဝိုင်းအတိအကျလိုချင်တာဖြစ်တဲ့တချို့တို့ shape ကိုဖိပြီးတော့ဆွဲပေးမယ်နော်ဒါကတော့ကိုကဒီမှာလက်မဘယ်နဲ့လက်မလိုချင်တာလဲတလက်မလိုချင်တာဆိုတချို့တို့တလက်မဒီမှာဒီအပေါ်က drawing ဒီ format ဒီ shape format ထဲမှာတချို့တို့ဒီမှာတလက်မရိုက်ထည့်လိုက်ပါပြီးရင်တော့ဒါလေးကိုသူကအနည်းအဝိုင်းလို့ပြောတာဖြစ်တဲ့တချို့က shape ဖေးတဲ့ကိုသွားပြီး ပြီးနေဝါးယူမယ်။ချိတ်အောင်လာတော့ပြီးတကယ်တော့အနက်ရောင်လေးဖြစ်ဖြစ်ဒီမှာကိုကြိုက်တဲ့အာညညရောင်လေးဖြစ်ဖြစ်တကူထည့်လိုက်ပါ။ပြီးရင်တော့မြန်မာလူရိုက်ချင်တာလားအင်္ဂလိပ်လူရိုက်ချင်တာလားမြန်မာလူဆိုဒီမှာမြန်မာဖောက်အောင်ပြောင်းအင်္ဂလိပ်လူဆိုဒီမှာအင်္ဂလိပ်ဖောက်အောင်ပြောင်းเนาะအဲ့တော့ဒီချက်ကဒီမှာအင်္ဂလိပ်လူလေးရိုက်ချက်ပြမယ်เนาะ။တော့ဒီနေရာလေးမှာမရှိဘူးပေါ့เนาะအဲ့လိုလေးရိုက်လိုက်မယ်။ရိုက်ပြီးသွားရင်ဆိုလို့ရှိရင် ောင်ဆိုင်ကမိမိလိုသလိုရှင်ကြီးပါ Okay အဲ့ဒါဒီလိုလေးရသွားပြီဆိုလို့ရှိရင်ပြီးရင်အမြည်အမြည်ပြီးတော့ဒီကြပါလာလဲဆိုလို့ရှိရင် အာဒီလုံသားအမှတ်တလုံသားအမှတ်ကတကယ်တော့ကိုယ့်ရဲ့ company name တစ်ခုခုကိုထည့်ပေါ့နော် company name တစ်ခုခုကဥမာ AA ဆိုလို့ရှိရင် AA ပြီးရင်တက်0001ဒီလိုထည့်ပြီးရင်လုံသက်လုံသက်ကတော့တကယ်တော့ကလုံသက်ကိုဘယ်လိုတွက်တာလဲရီးယားနဲ့တွက်တာလားအဲ့တော့ရီးယားနဲ့တွက်တာဆိုလို့ရှိရင်တကယ်တော့ရှေ့မှာအတုကကိုစိုက်သလိုရေးပါဝိုင်းဆိုပြီးတော့တကယ်တော့လုံသက်အဲဘနနှစ်ဆိုပြီးတော့ဒီလိုလေးရေးပေးလိုက်လို့အတုကလေးရတယ်အဲ့တော့သူ့ကိုတကယ်တော့ကကြီးချင်တယ်ဆိုရင်ဆက်လက်ကလေးပေးဒီမှာပေါင်းဆိုင်လေးတကယ်တော့ကကြီးပေးလို့ရမယ်နော် ဒီလိုလေးရေးလို့ရတယ်အဲ့တော့ဒါကကျတော့တချယ်တို့ကဒီထဲမှာဟိုက30အထိပဲတချယ်တို့ကရေးလို့ရတယ်ဒီမှာဆိုရင်တချယ်တို့ကအာ30အထိပဲရေးလို့ရတာဖြစ်တဲ့အတွက်လွတ်တက်နေအနေလိုက်မယ်ဆိုတချယ်တို့ကအဆင်မပြေဘူးအဲ့တော့သူ့ကိုသေးလိုက်မယ်ဆိုလို့ရှိရင်လည်းတချယ်တို့ကဒီလိုမျိုးလေးဖြစ်သွားမယ်အဝိုင်းလေးအဲ့ဒါမျိုးကိုစအပြည့်လိုချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဒါလေးကိုတချယ်ကြည့်ပေးရအောင်အရင်ဦးဆုံးတချယ်တို့ရှိတ်ပဲပြန်ဆွဲမယ်နော်နောက်ခုရှင်ပြီးရောဆွဲပြပါမယ် အရင်အဝန်းဆုံးတကယ်လို့ဆောင်းဝိုင်းလေးကိုယူပြီးတော့ shape လေးကိုဆွဲလိုက်ပါပြီးရင်တော့တလမပတ်လေးလိုချင်တာဖြစ်တဲ့အတွက် size နေရာမှာတလမပတ်လေးတာ shape face ရှေ့ရောက်လိုက်မှာမိမိလိုသလိုပြင်ပြင်ပြီးသွားပြီဆိုရင်တကယ်ကဒီထဲမှာမရေးတော့ဘဲနဲ့တက်တက်တကယ်လို့ဒီ test box လေးနဲ့ test box လေးနဲ့ချက်လို့ရေးမယ်နော်အဲ့တော့ test box လေးနဲ့ရေးမှာဖြစ်တဲ့အတွက်သူ့ကိုတစ်ချက်ကလေးနှိပ်မယ်နှိပ်ပြီးသွားရင်တော့တကယ်လို့ဒီထဲမှာ မောက်လေးကိုဒီလိုမျိုးလေးဖြည့်ဆွဲလိုက်ပါเนาะအဲ့တော့ဒီမှာဖြည့်ဆွဲလိုက်တဲ့အခါမှာသူကဒီမှာစာပေါင်လေးပေါ်လာလိမ့်မယ်ဟုတ်ပြီเนาะစာပေါင်လေးပေါ်လာတဲ့အခါမှာအဲ့ဒီစာပေါင်လေးရဲ့တချို့တော့အဖြူရောင်ကိုမလိုချင်တာဖြစ်တဲ့အတွက်ချိတ်ဖေးတဲ့ကိုသွားပြီးတော့ချေတော့ no ဖေးကိုသုံးတယ်ချိတ်အောင်လိုင်းကိုသွားပြီးချေတော့ no အောင်လိုင်းကိုသုံးမယ်ပြီးရင်တော့ဒီမှာတချို့ဒီဘက်မှာရေးထားတဲ့စာလေးရှိရဲဒါလေးကို copy ကိုပြီးတော့ချေဒီဘက်မှာပေးချလိုက်မယ်ဟုတ်ပြီเนาะအဲ့တော့စလုံးရဲ့အရာအဖြူရောင်လိုချင်တာဖြစ်တဲ့အတွက်ဒီထဲမှာအဖြူလေးရဖက်ရှိတာရှိတယ်ဆိုရင် you ူးမရှိဘူးဆိုလို့ရှိရင်လည်းတကြဲတော့က test ပေးမှာအပြောင်းလေးကိုသွားယူလိုက်လို့ရမယ်နော်ဒါဆိုလို့ရှိရင်တကယ်တော့ကဒီပေါင်လေးကိုဘေးထိကျေတော့ကကြော်သွားတဲ့အထိပေါ့နော်ဆွဲရှယ်လို့ရတယ်ပြီးရင်စင်တာလေးလည်းတကယ်တော့ထားလိုက်လို့ရမယ်ဒါဆိုရင်ဒီ format နှစ်ခုကို ကြည့်လိုက်တဲ့အခါမှာဘဲဟာကပို့ပြီးတော့ကိုလုပ်ငန်းအတွက်အဆင်ပြေမလဲဒါလေးကိုတစ်ချက်ကြည့်ပြီးတော့အဆင်ပြေသလိုတော့မှာဒီ format ကတော့ set wine ထဲမှာတစ်ခါလဲစာထည့်တာဖြစ်တဲ့အတွက်ဒီလောက်ထိပဲကြီးလို့ရတယ်ဒီ format ကတော့ခြေတို့က set wine ရတက်တက်ခြေကခြေတို့ test box ကတက်တက်ဖြစ်တဲ့အတွက်သူတို့နှစ်ခု group ဖွဲ့ပေးဖို့လိုတယ်အဲ့တော့ set wine ကိုတစ်ချက်ကလေးနဲ့ တစ်ခုကနေပြီးတော့တစ်ခုဆက်လက်မရှင်တဲ့ခါမှာ၈ကီလိုဖြစ်တော့မယ်၈လေးကိုဖြစ်ပြီးတော့နှိပ်ပေးပြီးရင်တော့တချို့တို့ဒီ shape format ထဲကသွားပြီးတော့ group လေးကိုနှိပ်လိုက်မယ်ဆိုရင်မိမိလိုအပ်တဲ့နေရာမှာလိုအပ်တယ်လို့အသုံးပြုလို့ရသားမှာပဲဖြစ်ပါလိမ့်ရှင်ဒါဆိုရင်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲလုပ်ငန်းရတဲ့အကျိုးရှိပြီးတော့လွဲကူမြန်ဆန်စေမယ့်ဒီလက္ခဏာများကိုထပ်ပြီးတော့မျှဝေပေးနေတာဖြစ်တဲ့အတွက်တချို့ရဲ့ channel လေးကို like and follow လုပ်ဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်